မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စေကောင်စီကျူးလွန်တဲ့ဆေးရဆိုးမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့လောက်ရတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေထံပေးပို့သွားမယ်လို့အေအေပြောတဲ့သတင်းကိုတင်ပြပေးပါမယ် အပြင်မဲ့အရတားပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်နေတဲ့စစ်ကောင်စီရဲ့ဆေးရဆိုးမှုနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့လောရက်တွေကိုသက်ဆိုင်ရာနိုင်ငံကအဖွဲ့အစည်းတွေစီပေးပို့သွားမယ်လို့ရခိုင်တပ်တော် AA ကပြောကြားလိုက်ပါတယ်။စစ်တပ်ကကြောက်တော်မျိုးကိုနှစ်ရက်ဆက်တိုက်ပုံချေတိုက်ခိုက်ခဲ့တာကြောင့်အပြင်မဲ့အရတားပြည်သူ၈ဦးသေဆုံးခဲ့ရပြီးတော့၁၄ဦးဒဏ်ရာရခဲ့တာနဲ့ပတ်သက်လို့ရခိုင်တပ်တော်ကအခုလိုအသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ အပြစ်မဲ့အရက်သားအရခပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်နေပြီးတော့ဆေးရဆုံးမှုတွေနိုင်ငံအနှံ့နှီးစင်ရက်ဆက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်တွေကိုလည်းရခိုင်တပ်တော်ကပြင်းပြင်းထန်ထန်ရှုတ်ချထားပါရီအကြံဘက်စစ်ကောင်စီဟာမေလ14ရက်နေ့ညနေပိုင်းမှာကြောက်တုံမြို့ရွာမရက်ကွက်ကိုဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့အရက်သားပြည်သူအမျိုးသမီး3ဦးသေဆုံးခဲ့ပြီးတော့9ဦးဒဏ်ရာရရှိခဲ့တယ်လို့အသိပေးထားပါရီ ထို့အတူအချမ်းဘက်စစ်ကောင်စီရဲ့ Jet Fighter တစ်စင်းဟာမေလ15ရက်နေ့မှာလေကြောက်တော်မျိုးပေါ်၃ချိန်လှည့်ပတ်ပြီးတော့ရွာမရက်ကွက်ကို၃ချိန်တိုင်တိုင်ရက်ဆက်ရုံမှစွာနဲ့ထက်မှန်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့အရတားပြည်သူ၅ဦးသေဆုံးခဲ့ရပြီးတော့၉ဦးပြင်းထန်တဲ့အလက်စားဒဏ်ရာတွေရရှိခဲ့တယ်လို့ရခိုင်တပ်တော်ကထုတ်ပြန်ထားပါရခင်ဗျာဆလဘီတပိတ်ချင်းတွေကစစ်ဘေးရှောင်စကန်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတာကြောင့်နှစ်ဦးသေဆုံးပြီးတော့၉ဦးဒဏ်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် မန္တလေးတိုင်းတပေချင်းမြို့နယ်မှာရှိတဲ့စစ်ပေးဆောင်စခန်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ၂ဦးသေဆုံးပြီးတော့တန်ဃာတော်တစ်ပါးနဲ့ကလေးငယ်၄ဦးအပါအဝင်၉ဦးဒဏ်ရာရခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။မနေ့ကမေလ၁၅ရက်နေ့မနက်၉ :48 မိနစ်ခန့်အချိန်မှာတပေချင်းမြို့နယ်တွေကကိုမှန်ရွာနဲ့လမ်းလေကျစ်ရွာကြားကစစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စင်းကဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အကြံဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်60အရွယ်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်သေဆုံးခဲ့ရပြီးတော့ခလေးလေးဦးနဲ့ရဟန်းတစ်ပါးအပါအဝင်9ဦးထဏ်ရာရခဲ့တယ်လို့အသိပေးထားပါတယ်။စစ်ကောင်စီဘက်ကအရသာပြည်သူတွေကိုဥတီတဲ့တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတာကြောင့်ပြည်သူလူထုအနေနဲ့အကြံဘတ်စစ်ကောင်စီနဲ့ဝေးတဲ့နေရာမှာနေထိုင်ကြဖို့နဲ့လေကြောင်းရန်ကိုကာကွယ်နိုင်တဲ့ဘုံခုချင်းတွေတူထားကြဖို့ပြုံးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနှိုးဆော်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဒဝင်မျိုးအဝင်ပေါက်တိုင်းတရားဂိတ်ကိုတိုက်ခိုက်မှုစေအုပ်စုဘက်က5ဦးသေပြီးတော့9ဦးဒဏ်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းဒဝင်မျိုးအဝင်မှာရှိတဲ့ပေါက်တိုင်းတရားဂိတ်ကိုတော်လန်ဟိတက်တွေပူးပေါင်းတိုက်ခိုက်ခဲ့ရာစေအုပ်စုဘက်က5ဦးသေဆုံးပြီးတော့9ဦးဒဏ်ရာရသွားတယ်လို့လောင်လုံးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောတီးတွေရှိတဲ့ပေါက်တိုင်းတရားဂိတ်ကို မေလ9ရက်နေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးအခြေအနေကိုထုတ်ပြန်လာတာပဲဖြစ်ပါတယ်။စစ်ကောင်စီဘက်ကပြန်လည်ပြစ်ခတ်မှုတွေကြောင့်တနအီကန်းကြာတဲ့အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောတီတွေဘက်က9ဦးသေပြီးတော့9ဦးပြင်းထန်ဒဏ်ရာရသွားပြီးမင်းပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။စစ်ကောင်စီတပ်တွေဘက်ကစစ်ကူတွေရောက်ရှိလာတာကြောင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေမနက်6:00မိနစ်50ခန့်မှာစုခွာခဲ့ရတယ်လို့လည်းအတည်ပြုထားပါတယ်။ ဒီတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုဒေါင်းညီနောင်စစ်ကြောင်းအုတ်အောစစ်ကြောင်းတဝဲခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်းတဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမြေခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတက်ခွဲတက် KNL တပ်မဟာလီအထူးတပ်ဖွဲ့ဒဝင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT နဲ့ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်မိဘပြည်သူတွေကိုအနိုင်ကျင့်ပူကြပြီးတော့ပစ္စည်းတွေတင်းယူတာနဲ့ဖမ်းဆီးတာတွေပြုလုပ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာ ဆက်လက်ပြီးလောင်းလုံးမြို့နယ်စံလန်းကျေးရွာကစစ်တပ်တောက်တိုင်တွေကိုဖမ်းဆီးတဲ့တရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်စံလန်းကျေးရွာကစစ်တပ်တောက်တိုင်တွေကိုဖမ်းဆီးထားတယ်လို့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။စံလန်ကျေးရွာကစစ်တပ်တောက်တိုင်တွေကိုမေလ10ရက်နေ့မနက်ပိုင်းကဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့အတိအပြီးထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေသူတွေလို့ကြော်စောတဲ့ရေလုံငန်းလုပ်ကင်သူဒေါ်အုံးကြီးနဲ့သူ့ရဲ့သမီးဒေါ်စင်မာစိုးတို့ကိုဖမ်းဆီးခဲ့ရမှာမူရီစေဝါဝယ်ယူထားသူတွေရဲ့အမိတွေပါတဲ့စိတ်ရင်းဆောင်အုပ်နဲ့အတူရေတပ်စစ်သင်္ဘောကပတိန်ထံစက်ကြီးပေးဆောင်နေရသူတွေရဲ့စိတ်ရင်းဆောင်အုပ်တွေရေတပ်ဗိုလ်တွေအပါအဝင် နေပြည်တော်နဲ့စစ်ကောင်စီအတိုင်းဝန်းကအရာရှိကြီးတွေရဲ့ဖုန်းနံပါတ်တွေပါတဲ့စာအုပ်နဲ့သူတို့နဲ့ဆက်သွယ်ပြောဆိုထားတဲ့ဖုန်းတွေပါတင်စီရရှိခဲ့တယ်လို့ဆိုထားပါတယ်။ ဒါအပြင် WY စိတ်ကြွစေးဝါ18ပြားတင်းစီရရှိခဲ့ပြီးတော့အိမ်မှာလူမရှိတော့တဲ့အတွက် ရွှေငွေလက်ဝတ်ရတနာတွေနဲ့စံကေ3စီးကိုလုံခြုံရေးအရာထိမ့်သိမ်းထားတယ်လို့အတည်ပြုထားပါတယ်။ဆက်လက်ပြီးဆန်လန်းရွာကပြူစောထီးတွေနဲ့အတူလက်နက်ကင်ဘူးပြီးတော့ဒေါ်လန်ဟီကာလာအစောပိုင်းကလူငယ်တွေကိုဖမ်းဆီးရမှာတရင်အဖြစ်ပါဝင်ခဲ့တဲ့စစ်ကောင်စီနဲ့ဆက်နွယ်နေသူဦးသိန်းစော်ခေါ်ဝမ်စတာကိုထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဥအောင်စုနဲ့တားဖြစ်သူရှိန်းသူရိန်မူခေါ်တားမေတို့ကိုဖမ်းဆီးခဲ့ပေမဲ့သူတို့ထွက်ဆိုချက်အရာစစ်ကောင်စီနဲ့ထပ်မပတ်သက်ဖို့ခံဝန်ကတိနဲ့ပြန်လုပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးစမ်းလန်းရွာသားစစ်တပ်ထောက်ဖို့ကိုစစောငိမ့်ကိုဖမ်းဆီးခဲ့ရမှာစိတ်ချမ်းသာရေးအားနည်းသူတို့ဖြစ်နေတာနဲ့စေကူသားမှုခံယူပြီးတော့နောက်ပိုင်းစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တာမရှိတော့ဘူးလို့သိရတဲ့အတွက်ကြောင့်ပြန်လုပေးလိုက်တယ်လို့သိရပါတယ်။ လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားတဲ့အကြံပေးစစ်ကောင်စီတောက်တိုင်အထိပ္ပယ်သတ်မှတ်ချက်အတိုင်းလှုံ့ဆော်ခဲ့တာဖြစ်ပြီးတော့ဖန်စီထားသူတွေကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်အတိုင်းဆက်လက်လှုံ့ဆော်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီနက်တလင်းမျိုးနယ်ဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတိုက်ဆုံမှုတွေရှိပြီးတော့တော်လိုင်းရဲဘော်၅ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ပဲဂိုးတိုင်းနန်တလင်းမြို့နယ်ကကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့တော်လှန်ရေးတပ်တွေဘက်ကရဲဘော်၅ဦးမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့နန်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရယ်နန်တလင်းမြို့နယ်ထန်းတော်ကျေးရွာတွေဝင်လာတဲ့အင်အားတရာခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ပေါင်းစုကမေလ၁၄ရက်နေ့ညနေ၆နာရီခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစိုးထိတွေ့ပါတဲ့အင်အားတရာခန့်ပါစစ်ကြောင်းကိုတရင်3839မှတက်ခွဲ3နက်စစ်တီတပ်ဖွဲ့တက်ခွဲ4 BRA တပ်ဖွဲ့တက်ခွဲ2 Phoenix တပ်ဖွဲ့နဲ့တက်ခွဲ6 AR ညီနောင်တပ်ဖွဲ့တို့ကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီဘက်က10ဦးထပ်မံနေတိုက်ဆုံသွားတယ်လို့ဒေါ်လန်ဤတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ် လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဟာအင်အားထက်မှန်ဖြည့်တင်းထားတာတွေလုပ်နေပြီးတော့ဘကိုးယူမအဆက်ကကြေးရွာတွေဘက်ဥတီလှုပ်ရှားနေတာကြောင့်ဒေသကြီးပြည်သူတွေစည်ရေးတတိနဲ့တွာလာကြဖို့လေကြောင်းအန်ဒီကိုအထူးဂရုပြုကြဖို့တာယာဝတီ KI မှာရှိတဲ့တော်လန်ရေးတပ်ရင်းတပ်ဖွဲ့တွေကတတိပီနှိုးဆော်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးမိုးပြင်းမြို့စစ်ကောင်စီလက်ထဲပြန်မရောက်အောင်ခုခံတိုက်ခိုက်နေတဲ့တော်လန်ရေးတပ်တွေကိုကြည်နေရိတ်ခါထောက်ပံ့ပေးကြဖို့ရှမ်းတောင်စစ်ဒေသကွေတိုက်တွန်းတဲ့တရင်ကိုတင်ပြပေးပါမယ်။မိုးပြင်းမြို့စစ်ကောင်စီလက်ထဲပြန်မရောက်အောင်ခုခံတိုက်ခိုက်နေတဲ့တော်လန်ရေးတပ်တွေကိုကြည်နေရိတ်ခါထောက်ပံ့ပေးကြဖို့ရှမ်းတောင်စစ်ဒေသခွဲကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ရှမ်းတောင် KND စစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်၁ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ KNY အမျိုးသားကာကွယ်ရေးတပ် KNDF နဲ့အခြားမဟာမိတ်တပ်ပေါင်းစုတွေစိုးမိုးထားတဲ့မိုးပြင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီဟာပြည်သူ့စစ်နယ် PNO အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့မေလ6ရက်ကစပြီးဒီကနေ့မေလ16ရက်နေ့အထိစစ်ကြောင်းထိုးနေတာကြောင့်အခုလိုအတိပီနှူးစော်လိုက်တာဖြစ်ပါတယ်စစ်ကောင်စီဟာအင်အား600ခန်းနဲ့ညောင်ရွှေနဲ့ဖေကုံမြို့နယ်အဆက်မှာရှိတဲ့ရေဘူးကျေးရွာစွန့်စွဲကျေးရွာနဲ့လွယ်လုံကျေးရွာဘက်ကိုကုန်းချောင်းရေချောင်းကနေထိုးစစ်ဆင်လာခဲ့တဲ့အတွက်ကြောင င်ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့ရှမ်းတောင်ကရင်နီစစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသကွယ် PDF ဗျူဟာအမှတ်၁စီမံကိုယ်ကျေးအောက်မှာရှိတဲ့ PDF အမှတ် P31006 ထရင် P31009 တိုက်ရင်နဲ့စီးအရာပူပေါင်းတိုက်ခိုက်နေတဲ့ပြားစစ်ကြောင်းတို့ပူပေါင်းပြီးတော့စစ်တပ်စစ်ကြောင်းတွေကိုပြင်းပြင်းထန်ထန်ခုခံနေရတယ်လို့ဆိုပါတယ်။ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းတွေကိုပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့တာကြောင့်ဆယ်ရက်အတွင်းစစ်ကောင်စီတပ်ဖွဲ့ပြည်သူစစ်နဲ့ PNO တို့ဘက်က ပြင်းထန်ဒဏ်ရာရသူတွေများနေပြီးတော့တည်ဆုံးသူလည်း၁၈ဦးထက်မနည်းရှိနေတယ်လို့စစ်ကြောင်းမှုနဲ့စစ်ရေးနှီးဖြူဟာမှုတို့ကမြေပြင်ကနေသတင်းပေးပို့ထားတယ်လို့ SSTOC PDF1 သတင်းပြန်ကြားရေးဌာနကပြောပါရယ်စစ်ကောင်စီနဲ့ PNO တွေဟာလက်နက်ကြီးနဲ့လေယာဉ်တွေအပြင်တိုက်ခိုက်ရေး drone တွေပုံမှုအသုံးပြုထိုးစစ်ဆင်လာတာကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကခံစင်းနဲ့ဟန်တာထားနိုင်တယ်လို့စစ်အုပ်စုရဲ့တိုက်ခိုက်ရေး drone အကြီးနှစ်ဆင်းကိုလည်းပြစ်ချနိုင်ခဲ့က MA3 လေးလက် ် MA1 တက်လက်နဲ့ခရဲန်းတွေတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်အထည်နာသွားတဲ့စေအုပ်စုဟာအရက်လူတို့ဘက်ကိုဥတီပြီးတော့ညောင်ရွှေမြို့နယ်ထဲမှာရှိတဲ့စွန်စွဲကြီးရွာကပြည်သူပိုင်းအိမ်အလုံး20ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်တိုက်ပွဲကာလအတွင်းလက်နက်ကြီးကြီးကြောင့်ပြည်သူ့ကာကွယ်ရေးဘော်နှစ်ဦးအသေးစားဒဏ်ရာရခဲ့ပြီးတော့တပ်ပေါင်းစုကရဲဘော်တအူးမြင်းမြက်စွာကြာဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်မိုးပြမြို့တွင်မှာလေမေလ14ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စေအုပ်စုဘက်က9ဦးထက်မနည်းတိဆုံးကထိခိုက်ဒဏ်ရာရသူတွေအတွက်ခမာယ၄နှစ်နှစ်တရင်ကိုပြန်လည်ဆုတ်ခွာနိုင်ဖို့လက်နက်ကြီးတွေနဲ့အစိမ့်ငွေဘုံတွေအလုံးအုံကြုံပစ်ခတ်တိုက်ခိုက်ကတပ်စခန်းတွေဆုတ်ခွာသွားတယ်လို့သိရပါဗျ။ လက်ရှိမှာရှမ်းတောင်စစ်ဒေသကွဲ PDF viewer အမှတ်1 viewer နဲ့တပ်ပေါင်းစုတွေဟာစစ်တပ်စစ်ကြောင်းတွေဖြစ်တဲ့မိုးပြေမြို့တွင်စစ်ကြောင်း၊မိုးပြေကုန်းတာစစ်ကြောင်းနဲ့ဖေကုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်ဆက်ကစစ်ကြောင်းတွေကိုတာဝန်ယူခုခံကာကွယ်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေအောင်မယ်လို့စီရေးလိလာသူတွေကသုံးသပ်ထားပါတယ်။ ရှမ်းတောင်စစ်ဒေသကွယ်ဘျူဟာအာနီနဲ့စစ်ရှိန်မြင့်ပြီးတော့စစ်ကောင်စီတပ်တွေကိုပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ခဲရန်စစ်ကြောင်းအတုံးစီရင်နဲ့စစ်ကြောင်းရိတ်ခါတွေလိုအပ်နေတဲ့အတွက်ကြောင့်စစ်တိုင်းကိုကဲရေးအဖွဲ့ MOD နဲ့ပြည်တွင်းပြည်ပက ထောက်ဖို့ပြည်သူဝိုင်းဝန်းထောက်ဖို့ပေးကြဖို့တိုက်တွန်းထားပါရခင်ဗျာဆလပီခရယံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ခရယံ၄နှစ်ပြည့်အခမ်းအနားအောင်မြင်စွာကျင်းပပြီးစီးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ခရမ်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ခရမ်း၄နှစ်ပြည့်အခမ်းအနားကိုအွန်လိုင်းမှကျင်းပခဲ့တယ်လို့သတင်းရရှိပါရီမေလ၁၅ရက်နေ့မှာခရမ်း PDF တပ်ဖွဲ့ဖွဲ့စည်းတီထောင်ခြင်း၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါရီတပ်ဖွဲ့ဖွဲ့စည်းတီထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားမှာကြာဆုံးလည်ပြီးသောအာဇာနည်သူရဲကောင်းများအားငြိမ်သက်အလေးပြုခြင်းရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တိုင်းတာဝန်ခံ ကိုနောင်ယူအထူးစစ်စင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှုရဲဘော်အောင်ဆန်းရှာအမျိုးသားညီညွတ်ရေးအစိုးရကိုရီးယားနိုင်ငံဆိုင်ရာကိုစလေဥယျာဉ်နိုင်ထွန်းရန်ကုန်တောင်ပိုင်းခရိုင်ဇုံနှင့်ခရိုင်ပကဖတောင်ဝန်ကံကိုလကုံးအိမ်တို့တက်ရောက်အမှာစကားပြောကြားခဲ့ကြပါသည်။ဒါအပြင်ခရိုင်မြို့နယ်1990လွတ်တော်ကိုစလေဦးကျော်သွင်းဘူကြီးဟောင်းနေမျိုးစဉ်ကိုမင်းမင်းဒေကျွန်းကိုမိုင်းမျိုးဆက်တို့နဲ့နိုင်ငံတကာရောက်ထောက်ပို့များကအသီးသီးအမတ်တရစကားများ ြောကြားပေးခဲ့ကြတယ်လို့သိရပါတယ်။အခမ်းအနားကို နေမြေအခြေအနေအရအချင်းချင်းကျင်းပပြီးတော့အောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီတိုက်ပွဲပြင်းထန်နေတဲ့မူပြင်းမှာ၄ရက်အတွင်းစစ်မှုထမ်းတပ်သားတိ16ဦးအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့မိုးပြင်းမြို့နယ်မှာ၄ရက်အတွင်းစစ်မှုထမ်းတပ်သားတိ16ဦးအလင်းဝင်လာတယ်လို့ရှမ်းတောင်စစ်ဒေသခွဲက ဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ငွေပြန်မျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားလာတဲ့စစ်ကောင်စီဟာပြည်သူ့စစ်နယ် PNO အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့မေလ16ရက်နေ့ကစတင်ကအင်အား600ခန်းနဲ့ကုန်းချောင်းရေချောင်းကနေထိုးစစ်ဆင်လာတဲ့အတွက်ဒီကနေ့အထိတိုက်ပွဲတွေပြင်းထန်နေစေလို့ဆိုထားပါတယ်။အခုလိုတိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှပြည်သူ့စစ်အဖြစ်ဖမ်းဆီးစုဆောင်းထားတဲ့စစ်မှုထမ်းတပ်သားတွေရဲဘော်တွေရှမ်းတောင်စစ်ဒေသကွဲ PDF ဘူဟာအမှတ်1ကိုကဲမှုအောက်ကိုလာရောက်ခိုးလုံအလင်းဝင်လာသူ၄ရက်အတွင်း ်16ဦးထိရှိလာတယ်လို့အသိပေးထားပါတယ်။အလင်းဝင်လာတဲ့ပြည်သူစစ်ရဲဘော်အများစုဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG စနစ်သက်ပညာရေးနဲ့2023ခုနှစ်ကမှစေတန်းအောင်ထားသူတွေလည်းပါဝင်နေတာကိုတွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။